ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဘောမချက်ကနေကြည့်ဆိုပါတယ်ဆိုတော့ပရီးမီးယားလိပွဲစဉ်6မှာ Chelsea ကတော့အိမ်ကွင်းမှာကျွန်တော်သာ Brighton ကိုလက်ခံရှင်ပိုင်ကစားရမယ်နီးပြဖြစ်တဲ့ Ansu Mares ကအတွက် away ကွင်းကိုကျွန်တော်သာ10ရက်အတော်တွင်၄ပွဲထိတွားကစားပြီးတဲ့နောက်မှာအိမ်ကွင်းကိုပထမဆုံးကျွန်တော်သာပြန်ပြီးတော့လက်ခံကစားရတဲ့ပွဲပေါ့လေဆိုတော့ဘလောက်ပဲခက်ခဲမဲ့အသင်းမျိုးပဲပြောပြော Chelsea ဟာ9ပွဲ10ပွဲယူပြနိုင်ဖို့ကျွန်တော်လိုပြီးအဲ့တော့သူတို့ပြင် ဆယ်ရက်အတွင်းမှာ၄ဘွဲ့ထိသွားကစားရတဲ့အဝေးကွင်း၄ဘွဲ့ထဲမှာဆိုလို့ရှိရင်နံပါတ်၁ Brandford ကိုတည်ရကြတယ်။သူတို့ဒါ Bayern Munich ကိုကျွန်တော်ရှုံးတယ်။ Manchester United ကိုကျွန်တော်ရှုံးတယ်။ Lincoln City ကိုပဲနိုင်ထားတဲ့1 2နဲ့ဆိုတော့ကျွန်တော်အနေနဲ့၄ဘွဲ့မှာတဘွဲ့လောက်ပဲနိုင်ထားတယ်ဆိုတာမျိုးက Maresca နဲ့ Chelsea တို့ဘလူးမန်ရလက်ပိုင်းရလုံလောက်ကောင်းမွန်တဲ့အခြေအနေမှာ ရှိမနေသေးဘူး။အဲ့ဒီတော့ဒီဘွဲ့မှာကျွန်တော်တို့ဘနော်သူတို့တွေအနိုင်ကန်နိုင်မှကျွန်တော်ဖြစ်မယ်။ ။အဲဒီအနိုင်ကန်အနိုင်မဖြစ်မယ်ဆိုတဲ့နောက်မှာတွေးစရာတွေလည်းကျွန်တော်အများကြီးရှိတာပေါ့လေ။ဆိုတော့ညီကလို့နေနေရောဒီပွဲကဘယ်လိုရလဲထွက်ပေါ်လာမယ်လို့ညီကလို့ထင်ကြလဲ။ဆွေးနွေးကြပါဦး။ဆိုတော့ပြီးမြဲပြီးခဲ့တဲ့ပွဲစဉ်၅ကိုပြန်သွားကြည့်ရင်ဒီဘယ်လိုရမလဲ Brighton ကတော့အိမ်ဝင်းမှာစပါးကိုတစ်ပတ်နှစ်ခုစီတည်ကြအောင်ကစားထားတယ်။ Chelsea တင်းရဲ့ဘက်ကတော့ Manchester United ကွင်းမှာ Robert Sanchez အနီးကပ်နဲ့ကျလို့ဒါနှစ်ကူတူကူဆိုရဲရလနဲ့ United ကလည်း Casemiro အနီးကပ်တိပြီးတော့2-1နဲ့သူတို့ရှုံးနေတယ် ဆိုတော့ Robert Sanchez ကတော့ဒီအဲ့တပွဲပဲသူကပယ်တာပယ်တော့ကျွန်တော်တို့ဒီဂျားတွေက Lincoln City နဲ့ပွဲမှာမပါဘူးမပါတော့ကျွန်တော်ဒီပွဲမှာသူပြန်ပါမယ်လို့ကျွန်တော်ထင်တယ် Robert Sanchez ကိုပဲကျွန်တော်ပြန်ပြီးတော့သုံးသွားနိုင်မယ်ဆိုအဲ့ဒီနောက်မှာဆိုလို့ရှိရင်ပဲ Cole Palmer ရဲ့ injury ပြဿနာတွေရို့เนาะဒါတွေကကျွန်တော်တို့တွေးစရာတွေကျွန်တော်ဖြစ်လာတယ်။ Garnacho ကလည်းအဆင်သင့်မဖြစ်သေးတာလုံးဝ ready အဖြစ်မဖြစ်သေးတဲ့အခြေအနေမျိုး Garnacho ရဲ့ပို့ပြီးတော့ George ကိုပို့ပြီးတော့ယုံကြည်မှုပေးနေတဲ့နီးပြားရဲ့အနေထား နောက်တန်းကကျွန်တော်ဘယ်နော်ဟောင်းလာဟာလာဟင်းလီနီဒါဒီဟာမာရက်စကာနဲ့ချယ်ဆီတို့ရဲ့စိတ်ပူစရာတွေကျွန်တော်တို့ကြည့်ပေးရယ်ဆိုတော့ဘရိုက်တန်ကိုကျွန်တော်ကြည့်ရင်ဒီယာဒီမှာဘရိုက်တန်ကဒီတော်တော်တော့ဘယ်နော်ကစားပုံนี่ကောင်းသည့်တိုင်အောင်ဗောနော်ကစားပုံนี่ကောင်းတယ်အထင်ကြီးစရာတချို့ပြထားတယ်ဆိုတဲ့အနေထားတွေတည်တိုင်အောင်ဘာဖြစ်နေတယ်လဲဆိုတော့နိုင်ပွဲတွေဘရိုက်တန်တော်တော်လေးပျောက်နေပါတယ်ဒါဟာ Chelsea တို့အခွင့်အရေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နိုင်ပွဲတွေပျောက်နေတဲ့၅ပွဲကစားပြီးတဲ့အချိန်မှာဘရိုက်တန်ဟာတပွဲပဲကျွန်တော်နိုင်ထားပါသေးတယ် နှစ်ပွဲတည်ကြထားတဲ့နှစ်ပွဲရှုံးနေထားတယ်။နိုင်ထားတဲ့တပွဲက Manchester City ကိုအိမ်ကွင်းမှာနိုင်ထားပြီးတော့စပါးကိုအိမ်ကွင်းမှာတူတူတည်ကြထားတယ်။ဒါဟာ Brighton ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲမှာသူတို့ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းတွေအသင်းကြီးတွေကိုသူတို့တွေအ ਨੇ ဆုံးတည်ရအောင်ခတ်ထားတာ။ကျုံတဲ့ပွဲစဉ်ဒီကျွန်တော်လည်းယူရိုတွေ့တဲ့တိုင်းပဲဆိုတော့ငါးပွဲမှာတိုက်စစ်က6ခုရထားတယ်ခန်စစ်က8ခုပြီးထားရတယ်ဆိုတော့ဒီခန်စစ်နဲ့ကတော့ Brighton ဘလို့မှအဆင်ပြေမနေဘူးပေါ့နော်ဒါအပြင်သူတို့ကွင်းလယ်မှာဆိုလို့ရှိရင်လည်း Brighton ဟာ ကာလို့စ်ပါလေပါတို့ပါတို့ကဘလူးမန်ပေါ်ဖော်မန့်ကောင်းနေပါလေမပြနိုင်ဘူးမပြနိုင်တော့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်အနေနဲ့ဒီဟိုအရန်ကုန်နေပါလေသူဘာလေပါတို့ပါတို့ရောက်တယ်မနော်ပါလေပါတို့ပါတို့ကျွန်တော်အရန်ကုန်နေရောက်တယ်ဆိုတော့ဒီအရာရီတို့ပါတို့လူကစားမားတွေကဘယ်လိုပြောမလဲဒီပုံမှန်ပွဲထွက်ခွင့်ရနေပြီးတော့ဘာလေပါဒါမှမဟုတ်တခြားတယောက်ကိုကျွန်တော်ပြောင်းသုံးတဲ့ပုံစံမျိုးတွေတခါတလေမှာ James Milner လို့ကစားမားတွေဝင်ကစားတာမျိုးတွေဒါမျိုးတွေပါကျွန်တော်တွေ့ရတယ်။ဆိုတော့နောက်တန်းကကျွန်တော်ကာဒီယိုဂလူကတော့တော်တော်လေးကိုပြန်ကောင်းလာတဲ့နေရာမှာပါတယ်။နောက်တန်းမှာလိုအပ်ချက်ကြီးများတယ်။ဒါပြင်သူက highlight လေးကစားခြင်းနေဆိုတော့ Chelsea အတွက်တော်တော်ကိုကောင်းမဲ့ပွဲမျိုးပါကောင်းမဲ့ပွဲမျိုးဆိုတာသုံးမှတ်အပြည့်ရနိုင်ဖို့အတွက်ပေါ့နော်အဲ့တော့ဒါအိမ်ဝင်းလဲကျွန်တော်ဖြစ်တယ်ပေါ့ဒါ Brighton ရဲ့တိုက်စစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်မှုနေရာမှာအဲ Danny Welbeck လောက်ကလွဲလို့ရှိရင်ကျန်တဲ့ Arco ရဲ့ Center Forward စစ်စစ်ကြီးကျွန်တော်ရှိမနေဘူး ။အဲဒါဂျော်ဂျီယိုရူတာတို့ဘာလို့ဂျာမားတွေကအားကူးလို့ရတယ်ဆိုမြဲ transition ဒီလောက်ပဲ။နော်မင်တာတို့ဘာလို့ဆိုလို့ရှင်လည်းပဲချိတ်စတီကောင်းနေတောင်မန်ဒီကနေကောင်းကောင်းဒုက္ခပြနေဆိုရှိတယ်ဒီမှာပါတယ်။မီတူမာကသူ့ရဲ့အကောင်းဆုံး performance ကိုကျွန်တော်မမြင်ရသေးဘူး။ကွင်းလယ်မှာကျွန်တော်အယာရီတို့ဘာလို့ကတော့လုံးဝငြိမ်နေတဲ့ performance တွေသူပြထားနိုင်သေးတယ်။ဒါကြောင့်ပေါ့နော်ကျွန်တော်ကြည့်ရင် Brighton ဘက်မှာကကစားပုံကောင်းနေစနစ်ကောင်းနေဆိုဒီတန်ရောင်ကိုပဲ Chelsea ကိုပေါ့နော်ရှင်ကစားလာမဲ့အချက်တစ်ချက်က ဒါသူတို့ကအာနေချက်ဖြစ်ကောင်းဖြစ်သွားနေတယ်ဘာလို့လဲဆိုတော့ Chelsea ရဲ့ပြဿနာက Maresca ရဲ့ပြဿနာကကျွန်တော်အမြဲတမ်းပြောသလိုပဲနှစ်เนาะပြဿနာနှစ်ခုရှိတယ်နံပါတ်1ကခံစစ်အားနေတဲ့ပြဿနာနံပါတ်2ကကျွန်တော်ပြိုင်ဘက်ကပိတ်ကစားရင်တိုင်ဘက်လေးရှိတဲ့ပြဿနာအဲ့ဒီတော့အဲ့ဒီနှစ်ခုစလုံးကဒီပွဲမှာဆိုရင် Brighton ကဖွင့်ပြီးတော့ကျွန်တော်အနေနဲ့တိုက်လာနိုင်တဲ့အသင်းမျိုးကျွန်တော်ဖြစ်တယ် Brighton ဟာကျွန်တော်တို့ခံစစ်ပိတ်ကစားလေးရှိတဲ့အသင်းမျိုးမဟုတ်ဘူး position သူတို့မရရင်တောင်မှသူတို့ခန်းစစ်ပိတ်ကစားလေးရှိတဲ့အသင်းမျိုးမဟုတ်ဘူးဆိုတော့ Chelsea တို့ကပေါ့နော် တောင်ပံကစားမတွေတွေ့တယ်လက်တယ်မြင်တယ်ဆိုတဲ့ကစားမတွေတွေ့ဒီနေ့ပွဲအခွင့်အရေးကောင်းပါနောက်တစ်ခုကတော့ Brighton ရဲ့ဘက်ကကျွန်တော်တို့ဘယ်တော့ဒီ Chelsea ခန်းစစ်ကိုဂိုးသွင်းနိုင်လေးဦးမယ်လို့ကျွန်တော်ထင်တယ်သူတပြင် Chelsea ခန်းစစ်မှာအားနည်းချက်တွေကျွန်တော်တို့အများကြီးပဲနော်အစွန်မှာ Guardiola လို့ကစားမတွေပုံမှန် performance ကျွန်တော်တို့ပြတယ်အစီအပြေ Reece James ကိုတိမ့်လို့ရတယ်ဒါမှမဟုတ် Gusto ကိုပဲတုံးလိမ့်မယ်လို့ထင်တယ် Gusto ကိုသူအားတန်တဲ့နေရာကိုထားတုံးနိုင်ဖို့ကျွန်တော်လိုတယ်တိုက်စစ်ကိုသွားတဲ့နေရာမှာခန်းစစ်မှာတော့ Gusto ကအဲ့လောက်စိတ်မချဘူးဒါပေမဲ့တိုက်စစ်ကိုသွားပြီဆိုရင် ကူစရိုရဲ့အားပါချက်အတိုင်းကျွန်တော်ထားပြီးတော့ကျွန်တော်သုံးဖို့လိုတယ်။သူက white area တွေကနေပြီးတော့ပြန်ပြီးတော့ချိုးပြီးတာမျိုးတွေသူကပြေးချင်လွှားချင်တာကိုနော်။ပြီးတော့နောက်တန်းမှာလည်းပဲ Chelsea ကနီးပြားဖြစ်သူ Ansu Mariska ရဲ့ဘက်ကနောက်တန်းကိုရှိတ်ပြောင်းရင်ပြောင်း rest defense ကိုပြောင်းရင်ပြောင်းမဟုတ်ရင်ဒီပုံစံတွေကဘလို့မှအဆင်မပြေဘူး။ခန်စစ်မှာဆိုလို့ချင်းကျွန်တော်ချာလိုပါလောက်ပဲကျွန်တော်အားကိုးနေရပြီးတော့သူ့ဘေးကတူစင်တို့ပါတို့ကလည်းလုံအောင် aggressive ဖြစ်ဖြစ်မကစားနိုင်ဘူးလုံအောင်တကယ်ကောင်းတဲ့ level တစ်ခုထိသူထိမ်းမထားနိုင်ဘူး တော့နှစ်ယောက်ပေါင်းမှပဲကျွန်တော်တို့နေနဲ့ခိုးဝဲတယောက်စာလောက်ပဲလုတ်ပြနိုင်တဲ့အခြေအနေမျိုးမှာ Chelsea ခံစရာအဆင်မပြေပါဘူးမပြေတဲ့အပြင် player quality အဆင်မပြေတဲ့အပြင်ကိုပဲ Chelsea က counter attack တွေမှာဆိုလို့ရှိရင်ခံစစ်မှာတာဖို့နှစ်ယောက်ပဲကျွန်တော်ရှိတယ်နော်ကျွန်တော်အကိုင်းစီတို့ကလည်းသူ့ဇုံနဲ့သူအလုတ်လုပ်တယ်။ကိုင်းစီတို့ရဲ့ဇုံတွေကနေထွက်သွားပြီဆိုရင်ဒါတော်တော်အန်တီအများတဲ့အနေထားတစ်ခုကျွန်တော်ဖြစ်သွားပြီ။ဒါခါလေးလေးမှာဆန်ချက်စ်ကလည်းအမြဲတမ်းထောက်ဖောက်လို့ရှိတယ်။ဆိုတော့အဲ့တော့ Chelsea အနေနဲ့ခန်းစစ်ကတော်တော်ကြီးကိုစိတ်ပူစရာကောင်းတဲ့အနေထားကြီးပါ။ဒါကြောင့်လက်ရှိ Brighton ရဲ့ကစားပုံတွေဘာတွေနေဆိုရင် ဘရိုက်တန်ဂိုးတွေပါပြီးတော့ရဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်းလို့ပေါ့နော်မဖြစ်မနေဆိုလို့ပရီးမီးယားလိမ်းမှာနိုင်ပွဲပြန်ယူဖို့လိုတဲ့ Chelsea အနေနဲ့နိုင်ပွဲယူနိုင်အောင်တော့သူတို့လုပ်ရမယ်။ Chelsea က DR ဒီမှာပရီးမီးယားလိမ်းကျွန်တော်တို့ပေါ့နော်ငါးပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲပဲသူတို့ရှုံးနေထားပါသေးတယ်။အဲ့ဒါပွဲစဉ်ငါးကမန်ချက်စတာယူနိုက်တက်နဲ့ပွဲပါ။တိုက်စစ်က10ဂိုးထိရထားတယ်။ခိုင်စစ်က9ဂိုးပေးထားရတယ်။အဲ့ဒီ10ဂိုးကလည်းဝက်ဆမ်နဲ့တပွဲတည်းမှာကို9ဂိုးသွင်းထားတာ။ အဲ့ဒီလုံကတော့ WhatsApp ကတအားဆုတ်ပြတ်နေတဲ့အသင်းပြသေးတယ်နော်ဆိုတော့သူတို့က AACC အဝေးဘက်မှာ၅ဂိုးသွင်းတယ်နော်ဆိုတော့ပွဲစဉ်တက်မှာတော့ငါလည်းပဲ Crystal Palace ကိုကျွန်တော်ကတည်ကြကြတယ် Chelsea ကပြီးရင် Fulham ကိုလည်းသူတို့တွေအနေနဲ့ပေါ့နော်တော်တော်လေးကိုကန်ကောင်းခဲ့လို့ကျွန်တော်ထင်နေနိုင်ခဲ့တာကနော်2-0နဲ့သူတို့နိုင်တဲ့ penalty တစ်လုံးအဲဒါအပြင်ကျွန်တော်ပေါ့နော် Fulham ဘက်ကဥဆောင်ကိုသွင်းတာကျွန်တော်ကဂိုးမပေးခဲ့ဘူးဒိုင်လူကြီးက Crystal Palace နဲ့ပွဲမှာလည်း AZF free kick ကိုဂိုးမပေးခဲ့ဘူးဘာကြောင့်လဲကျွန်တော်စဉ်းစားလို့မရဘူးသို့တော်လည်းပဲကျွန်တော်ပြောချင်တာက Chelsea အနေနဲ့ နိုင်သွားတဲ့ပွဲဒီမှာကျွန်တော်အနေနဲ့အာချေစီကတကယ်ကောင်းလို့နိုင်သွားတာဟေးဆိုတာဆိုလို့ဝက်ဆမ်နဲ့တပွဲပဲကျွန်တော်ရှိတယ်ဝက်ဆမ်နဲ့တပွဲပဲကျွန်တော်ရှိတယ်ဝက်ဆမ်ဒါတော့မှနော်ကျွန်တော်တို့ဝက်ဆမ်ကစုပ်နေလို့ပါကွာပါကွာပေါ့နော်ဒါဒါပြောလို့မရပါဘူးချေစီကအဲ့ဒီပွဲစဉ်မှာတကယ်ကိုကောင်းကောင်းလေးတွေကိုကျွန်တော်နိုင်သွားတာဒါပေမဲ့လို့ဖူလန်ကိုနိုင်သွားတဲ့ပွဲမှာဆိုရင်ဂျင်တီပေါ်ဖော်မန့်မျိုးကိုကျွန်တော်ချေစီပြည်သက်ကြီးမကြည့်ခဲ့ရဘူးနော်ဆိုတော့နောက်တစ်ခုကျွန်တော်အနေနဲ့ဘရန်ဖို့ကိုတည်ကြတဲ့မန်ချက်စတာယူနိုက်တက်ကိုကျွန်တော်ရှုံးနေတယ် ကျွန်တော်ဒါကြောင့် Chelsea အနေနဲ့ဒီပွဲကနိုင်ပွဲပြန်ယူရမယ်အထူးသဖြင့် Stamford Bridge မှာကစားမဲ့ပွဲလေးဖြစ်တယ်။ယာဒီအစပိုင်းနေမှာဒီလိုပွဲမျိုးတွေမှာသူတို့အနေနဲ့ပေါ့နော်ဒါအမှတ်ရအောင်ယူနိုင်ဖို့ကြိုးပမ်းမှာတကယ်တမ်း Brighton ကိုရှင်ကစားရတာကမလွယ်ဘူး။ Brighton ကိုရှင်ကစားရတာကမလွယ်ဘူးနော်ဆိုတော့ Brighton အနေနဲ့ဟိုအသင်းကြီးတွေကိုသူတို့ကတောက်လျှောက်ဒုက္ခပေးနေစွမ်းရှိတဲ့အသင်းမျိုး။ဒါဆိုလည်းပဲကျွန်တော်တို့ Chelsea အနေနဲ့ clean sheet တော့သူတို့ရကြင်မှာရနိုင်မယ်။ဒါပေမဲ့ဒီပွဲကတော့နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Group မှာ ပါနိုင်ဖို့မတည်ကြတာကလည်းမာရက်စကာအတွက်တော်တော်လေးပြဿနာဖြစ်ကောင်းဖြစ်နေတယ်။ဘာလို့လဲဆိုတော့ပါမမပါဘူးဆိုရင်ကျွန်တော်ကသူအန်ဇိုဖာနန်ဒက်စ်ကိုတုံးလိမ့်မယ်လို့ထင်နေတယ်နံပါတ်10ရူမှာ။နံပါတ်10ရူမှာလေ။ဘာလို့လဲဆိုတော့အဲကျွန်တော်တို့နေတူရူပါလို့ပေါ့နော်အစွန်ကစားမယ်။ပြီးရင်ဂါနာချူကိုပွဲထုတ်လာပါမလား။အစ်စတေဗာကိုပွဲထုတ်လာမယ်ဆိုရင်တေးကြတယ်ပဲနံပါတ်10ရူကဂျူအောပက်ထရူကိုတော့သူတုံးလိမ့်မယ်လို့မထင်ဘူး။အဲ့ဒီစမှာကျွန်တော်တို့နေနော်ဂျူအောပက်ထရူကိုထားပြီးတော့နံပါတ်10မှာအန်ဇိုကိုပို့ပြီးရင်ကျွန်တော်တို့က အဲဆန်ဒိုးစတိုပါရိုလူကစားမားတွေကိုကိုင်စီရိုနဲ့တွဲပြီးတာမျိုးတွေမြင်ကောင်းမြင်ရနိုင်တယ်။သူတပြင်းဒါမှမဟုတ်ရီစီဂျိမ်းစ်တို့ရီစီဂျိမ်းစ်တို့ကိုလည်းထည့်ပြီးတော့ကစားကောင်းကစားနိုင်တယ်။အဲချဲစီနေနဲ့ဟိုမာရက်စကာအတွက်ပေါ့နော်အထူးသဖြင့်ပရိသတ်တီရဲ့ဝေဖန်မှုတွေတောက်လျှောက်လာနေတဲ့အချိန်မှာမာရက်စကာဟာဒီပွဲမှာနိုင်ပွဲရအောင်ကျွန်တော်စွမ်းဆောင်သွားနိုင်ဖို့ကျွန်တော်လိုတယ်။ပြီးခဲ့တဲ့ပွဲဒီလင်ကွန်းနဲ့ပွဲမှာတော့သူတို့တွေဒါအပြောင်းလဲကြီးအများကြီးလှုပ်ဖြီးတော့ကျွန်တော်ကစားရတယ်ပေါ့နော်။ကွင်းထဲမှာကိုင်စီတို့ကိုအနာပေးတယ်လို့ပါလို့ပွဲထွက်လူစီးနေမှာနော်။ ဝက်စလီဖိုဖန်နာတို့ကလည်းပြန်ကစားနိုင်နေပြီဆိုတော့ချယ်ဆီရဲ့ခံစီမှာတော့ရွေးချယ်စီယာလေးတွေရှိတယ်။ဒါပေမဲ့လို့ငါတို့ကတော့ဘသူကိုစိတ်ကြလက်ကြသုံးလို့ရတယ်ဟေးဆိုတဲ့အနေအထားမျိုးမှာရှိမနေသေးဘူး။အဲ့ဒီတော့ချယ်ဆီအနေနဲ့ဒီပွဲကျွန်တော်တို့အဝေးကွင်းမှာတွားကစားရမယ်။လုံးဝလုံးဝအကြောင်းပြချက်မရှိမာရက်စ်ကနိုင်အောင်ဆွန်းဆောင်နေမှာတော်ကားကြမှာကျွန်တော်ကတော့ဂိုးပြတ်ဖို့တော့မမြင်ဘူးပေါ့နော်တိုးတော့တစ်ဖက်နဲ့တစ်ဖက်အပြန်လည်တွင်းကိုတွင်တွင်းနဲ့ချယ်ဆီဘက်ကအနိုင်ရဖို့တော့တော်တော်ကြီးကိုအချိန်ကြီးတာနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Brighton နေနဲ့ကောအဝေးကွင်းမှာ စပါတို့ကျွန်တော်ဘယ်တော့ဒီမန်ချက်စတာစီးတီးတို့ကိုအမှတ်ရအောင်လုပ်ခဲ့တယ်လို့မျိုးသူတို့လုပ်နိုင်မလားအဲ့ဒါဆိုတော့ Brighton ဟာအမှတ်ထားမှာကကျွန်တော် DRD မှာတပွဲပဲနိုင်ပါသေးတယ်အဲ့ဒါဆိုတော့လက်ရှိမှာလည်းတကယ်အချင်းကြီးကောင်းမနေဘူးကစားပုံလေးအဆင်ပြေတယ်အောင်ဖြစ်ပေမဲ့လို့ Chelsea ကိုသူတို့အနိုင်ရုံရုံဆွမ်းဆောင်နိုင်ပါမလား Mares Kani နဲ့ PR တွေအောက်ရောက်နေတဲ့အချင်းကြီးမျိုးမှာဒီနိုင်ပွဲကသူ့အတွက်အများကြီးအရေးပါတဲ့ပွဲဖြစ်တဲ့အတွက်နိုင်အောင်တော့လှုပ်သွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ဒီ group လိုမျိုးညနေဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်